ဒီနေ့ဘောရာကရာသီဥတုအရန်ပူပြီးတော့စိတ်ရှုပ်နေတာနဲ့ချိုချိုအေးအေးလေးတွေသွားစားဖို့အတွက်လမ်း၂၀ကိုရောက်နေပါတယ်။ဥမာဥနာဖာဘောရာရွှေ့ချထားတဲ့ဆိုင်လေးကနှစ်ပေါင်း30လောက်တတန်းရှိတဲ့ရွှေရကားနှုတ်ချက်ပေါင်းဆိုင်လေးပါ။ဒီဆိုင်လေးကငါးမှုတမတ်ခက်ခဲရဖွင့်ခဲ့တာပေါ့နော်အခုဆိုရင်တော့ဒါဈေးလေးတွေက2500 3000ဝန်းကျင်တော့ဖြစ်နေပြီဒါပေမဲ့လည်းစားပျော်ပါသေးတယ်အေးနှစ်ပွဲပေါ့အေးနှစ်ပွဲလုံးအေး ပမိုးရုံတုံဆောင်မလားကာယပါမလားဟုတ်ကဲ့ဟိုလေးပမိုးရုံတုံလေးပါတကွယ်ဒီမှာဒါမီနူးလေးမှာတရုပ်လိုရေးထားတယ်ဒီမှာဒါဆိုရင် what i need ဘယ်ဟာတကယ်မဖတ်တတ်ပါဘူးတရုပ်စာတရုပ်စုံ what i need လုံးဝဒီလိုဖတ်ပြဘရမစားခဲ့တာကနိုသီးစုံရဲ့နိုချက်ဥပောင်းရဲ့ပမိုးရုံတုံရဲ့ပါ တို့အသီးဆုံးဆိုတော့လေပန်းသီးတို့ငပြောသီးတို့နဲ့အဲ့လိုမျိုးလုပ်တယ်လို့ထင်ထားပါဗောနော်တကယ်တော့အဲ့လိုမဟုတ်ဘူးပင်ပွားတို့ကြောက်ကြောတို့ဖယုံမျိုးတို့အဲ့လိုမျိုးအစုံလေးတွေနဲ့လုပ်ထားတာဗောကြားဆိုလို့ရှိရင်သူ့မှာဒူးရင်းယိုလေးလည်းထည့်ပေးထားရပါတော့ဆိုတော့စားရတာကချိုချိုစိတ်စိတ်လေးနဲ့စိတ်ကိုလည်းပျော်စေတယ်ပေါ့အဲ့လိုစားနေတယ်မှာပတ်သက်တယ်မှာအဲ့ဒူးရင်းယိုလေးနဲ့လည်းမှွေးဝတယ်ရ တော်တော်ဖိုင်းအလုတ်တိုင်းမှာတော့ဒူးရင်ယူမပါဘူးပဲအဲ့လိုမျိုးခတ်စားလိုက်တဲ့အချိန်မှာဒူးရင်ယူရတာလေးဝင်ဝင်လာတဲ့အချိန်ကျရင်မိုက်တယ်ကွာခန်းစားရတာသူ့ရဲ့ဈေးနှုန်းကတော့တပွဲကို1500ပါဒူးရင်ယူလည်းမဟုတ်ပါဘူးမှားပြနောက်တစ်ခုကတော့ noodle ကိုပေါ့ပါပူတင်းရတာနူးနူးညံ့ညံ့လေးရယ်လို့အရတာစိမ့်စိမ့်လေးရယ်အဲ့လိုမျိုးရှာပေါ်တင်လိုက်တာနဲ့ဤစင်းပျော်ဝင် very good ပဲအချိုလည်းမများတော့တော်တော်လေးလည်းအဆင်ပြေတယ်သူလည်း1500ပါပဲဟိုဘက်ခွာဒီဘက်ခွာစားရတာမိုက်နည်းနည်းလေးလိုက်ဆိုတော့ ကာယပါမုံလေးစားကြည့်။ပါမုံရေတော့။သူကလက်အိတ်နဲ့စားလို့ရတယ်။ဒါပေမဲ့လက်အိတ်မသုံးတော့ဘူး။တ िश ူးနဲ့တော့မြန်မာလိုပဲစားလိုက်။မြန်မာဆိုတော့မြန်မာလိုပဲ။ဟုတ်။ဒီကပလတ်စတစ်ကိုခြွေတာ။ Nice. ပမုံယူတုံလေးကတော့ကြက်ဥနဲ့ထိုးထားရတာကာယယူလေးနဲ့တုတ်ထားတာပေါ့နော်ဆိုတော့အရသာရှိတယ် ပါမုတ်သားကဒီလိုမျိုးကြီးလိုက်ရင်တော့ကျမ်းမယ်လို့ထင်တာတကယ်တမ်းစားကြည့်ခါမှာနူးနူးညံ့ညံ့သေးနေစားလို့ကောင်းတယ်ဈေးကလည်း2500ပဲထွေနကားဆိုင်ကအချိုပွဲတွေအကုန်လုံးကနွားနို့စစ်စစ်နဲ့လှုပ်ထားတာမို့လို့အဟာကလည်းရှိတယ်အရသာလည်းရှိတယ်ကျမ်းမာရဲ့တော့လည်းအဆင်ပြေပါတယ်ဆိုင်လိပ်စာလေးကလမ်း20အနော်ရထာလမ်းနဲ့ဘန်နူလာလမ်းကြားလာတာမျိုးနဲ့မှရှိရဖြစ်ပါတယ်။အဲဆိုတော့စားချင်တာလဲစားလို့ပြီးပြီးဘိုက်လဲကားဝပြီဆိုတော့အိမ်ပြန်ပါတော့မယ်။ ရှုပ်ပေးကြအားလုံးကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်